ဝလင်းကသူ့ရဲ့နှထင်ကိုပုတ်လိုက်မိပါတယ်။သူကပို့ပြီးတော့တိလာလေးလေးပို့ပြီးတော့ရှုပ်ထွေးရလေးပါ။သူကခေါင်းမော့ပြီးကြောက်တုံးလေးနဲ့ပိတ်ထားတဲ့လိုင်ကူကိုကူကိုကြီးလိုက်ပါတယ်။ဝလင်းကပထမဆုံးလိုင်ကူနားကိုရောက်သွားပြီးကြောက်တုံးကိုကြီးလိုက်ပါတယ်။သူ့ရဲ့မျက်လုံးကလင်းလက်သွားပြီးအတော်ကြာကြည့်ပြီးမှညာလက်ကိုတင်လိုက်ပါတယ်။ ီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်။သူရဲ့မူလဆိုရင်ကကြောက်တုံးလေးကိုဖင်ချင်းဆွနဲ့ဝင်ရောက်သွားပါတယ်။ကြောက်တုံးကဒဂုံကုန်းအတန်နဲ့တူဘေးကိုယူသွားပါတယ်။လိုင်ကူကပွင့်သွားတဲ့အချိန်မှာအချိန်ရဲ့ရင်နှန်းကပုတ်တိုးနဲ့နဲ့နဲ့တူထွက်လာပါတယ်။ထိုလိုင်ကူကရန်ုံတင်ခဲ့ပါတယ်။အကျယ်ပေတရာလောက်ပဲရှိပါတယ်။မီးခွန်းကအလင်းတစ်ခုကရှိပြီးခလေးလက်သေးဆုပ်ရွယ်ပလဲဆယ်လုံးကအလင်းထဲမှာမျောနေပါတယ်။ပလဲတလုံးချင်းစီမှာမှင်ဖြပြမှော်ထွင်းစာတွေကပါပြီးလင်းလက်ထနေပါတယ်။ဒူဝရရင်မြင်ရခတဲ့မီးခွန်းကအလင်းလေးကိုလည်းထုတ်လွှတ်နေပါတယ်။ဂီ ယူမဆိုင်မီမတွေ့မိဖို့အတွက်လွဲပါတယ်ပလဲလေးကိုမြင်ပြီးရဲ့နောက်ဝလင်းရဲ့စိတ်ကတုန်လှုပ်သွားပါတယ်မိကောထင်ရှုပေးအရှင်သခင်ကစမ်းကျင်သူတွေရဲ့ဤပညာကိုခေါ်ဆိုဖို့အသုံးပြုခဲ့တဲ့အရာဆိုတာချက်ချင်းပဲမှတ်မိသွားပါတယ်ကြောက်စိမ့်နေတဲ့အအကြောင်းရာတွေကအမှန်ပဲဝလင်းရဲ့မျက်လုံးတွေကလင်းလက်သွားပါတယ်သူ့ရဲ့ညာလက်ကိုဆန့်ထုတ်လိုက်တော့ပလဲတလုံးကသူ့ရဲ့လက်ထဲကိုပြန်တန်းဝင်ရောက်လာပါတယ်သူ့ရဲ့ဝိညာဉ်အာရုံကိုဖျန့်ကျက်လိုက်ပြီးဂီရုဆိုင်နဲ့ကြီးရှုလိုက်ပါတယ်ဝလင်းရဲ့မျက်နှာအမူအရအကြီးအကျယ်ကိုပြောင်းလဲသွားပါတယ်မေးမတနိုင်တဲ့မိုးကြိုးတွေကသူ့ရဲ့စိတ်ထဲမှာပေါက်ဖွားသွားသလိုပဲ မိကုန်းကထင်းရှုပင်အရှင်ကပလဲတွေကိုထုတ်ယူတော့မှအရန်ဥမမြန်ဆက်ပါလေဝလင်းအတွက်လည်းအနီးကကြီးဖို့အတွက်မလွဲပါဘူးဘာလို့လဲဆိုတော့တိုက်ပွဲကနေအာရုံလွှဲသွားပါလိမ့်မယ်ဝလင်းကတစ်ချက်ပဲကြီးလိုက်ပြီးအနီးကမကြီးခဲ့ပါဘူးဒူဝရင်အခုတော့ရှင်းရှင်းလင်းလင်းစစ်ဆေးနိုင်ပါပြီကောင်းကင်စန့်ကျင်ပရိစိတ် ဝန်လင်းရဲ့မူလဝိညာဉ်ဟာသူ့ရဲ့လက်ထဲကပလဲကိုစိုက်ကျင်တုံလုံးသွားပါတယ်။ကောင်းကင်စန်းကျင်ဗရေးစီကသူ့ဘဝတစ်လျှောက်လုံးနီးပါးသူနဲ့အတူရှိနေခဲ့တာမို့သူ့မှာမှားနိုင်စရာမရှိပါဘူး။အရွယ်အစားလေးချိန်အချိန်ဝါတော့ထိုးရာကောင်းကင်စန်းကျင်ဗရေးစီနဲ့တထက်သေးပါပဲ။တခုတည်းသောဌာနချက်ကထိုးပလဲမှာဒက်စင်၅ပါးပုံစံမပါပဲမှင်းဖြူဖြာမှုံဝါပုံစံလေးတစ်ခုဝါသာတရှိပါတယ်။ငါထူးဆန်းတဲ့ပလဲတွေအများကြီးကိုစုဆောင်းထားတယ်။ဒီကြောက်ပလဲတွေဟာသဘောအတိုင်းဖြစ်လာတာမဟုတ်ဘူး။တစုံတစ်ယောက်ကတန့်စင်လာတာ။အရွယ်အစားလေးချိန် မျက်နှာပြင်မှာဘာမှမကွာထားဘူးတစုံတယောက်ကဒီကိုရောက်လာပြီးအထူးနီးပညာတစ်ခုကိုအသုံးပြုပြီးအဲ့ဒီပလဲတွေကိုလွန်ခဲ့တဲ့ကာလတွေမှာဖန်တီးခဲ့သလိုပဲကြောက်စိမ့်နေရအချက်လက်တွေကဝန်လင်းရဲ့စိတ်ထဲမှာပဲ့တင်ထန်းနေပါတယ်သူရဲ့ကျန်တဲ့အသက်ရှူတန်ကတဖြည်းဖြည်းနဲ့ငြိမ်သက်သွားပါတယ်ဒီပလဲတွေကိုကောင်းကင်စန်းကျင်ဗရေးစိတ်ကိုတူပါဖို့အတွက်ကြိုးစားရင်းနဲ့ဖန်တီးထားတာတစုံတယောက်ကလွန်ခဲ့တဲ့ကာလတွေမှာဒီမှာကောင်းကင်စန်းကျင်ဗရေးစိတ်ကိုထုတ်လုပ်ဖို့အတွက်ကြိုးစားခဲ့တာအတော်ကြာပြီးရင်တော့ဝန်လင်းကရုတ်တရက်မျိုးလုံးကိုဖင်လိုက်ပါတယ် အဲ့လူကကောင်းကင်စန်းကျင်ပရေးစေးကိုလည်းမြင်ဘူးမှာပဲဒါမှမဟုတ်ပိုင်ဆိုင်ခဲ့မှာဒါကြောင့်လေဒီလောက်စင်တူတာကိုဖန်တီးနိုင်တာဝလင်းကသူ့ရဲ့မျက်ခုံးတစ်ခုချောက်ထိလိုက်ပြီးမျက်လုံးလေးကလင်းလက်သွားပါလေကောင်းကင်စန်းကျင်ပရေးစေးကိုတန်းစင်ပေါ်တော့ကျိုးသွားတယ်ဆိုတော့အရန်ကိုရဲရင်နဲ့အဲ့လူကအရှင်သခင်ဖြစ်နိုင်လားဝလင်းရဲ့မျက်နှာအမူအရာမှန်ကြီးဖြစ်နေပါလေမကြခင်မှာအပြင်းနယ်ပယ်ရအရှင်သခင်နဲ့သူဆုံတွေ့ရမယ်လို့လည်းခံစားနေရပါတယ်ဖြစ်နိုင်တာအပြင်းနယ်ပယ်ရလူတွေကငါ့အကြောင်းသိနေပြီလားအပြင်းနယ်ပယ်ရအဖို့ကြီးကမသိဘူး အစ္စရေးခံစားချက်တစ်ခုကဝလင်းရဲ့နှလုံးသားတွေကိုထုဖောက်ဝင်ရောက်လာပါတယ်။အတော်ကြာစဉ်းစားပြီးရဲ့နောက်ဝလင်းကလက်ကိုဝင်ရိုက်ပြီးပလဲဆဲလုံးကိုစူးစမ်းလိုက်ပါတယ်။သူတို့ကိုစစ်ဆေးလိုက်တော့တလုံးချင်းစီရဲ့နှီးပညာအတက်ကြတွေကိုခန်းစားရပါတယ်။အားလုံးမှာနှီးပညာတွေကပေါဝင်နေတဲ့ပုံရပါတယ်။ဒီပလဲတွေအားလုံးကကြာရှုံးမှုတွေပဲ။မဟုတ်ရင်ပြစ်မထားဘူး။ဘာကြောက်လဲဆိုတာတော့မသိဘူး။ဒီကြာရှုံးတဲ့ပလဲတွေကနှီးပညာတွေကိုပိတ်နိုင်တယ်။ ဝယ်လင်းကစဉ်းစားရင်ပလဲဒီမှာသူ့ရဲ့အမှတ်သားကိုခြံထားခဲ့ပြီးသူ့ရဲ့တလွန်နေရာကိုထည့်လိုက်ပါတယ်ပထမဦးဆုံးလိုင်ကိုသူ့ရဲ့ကြီးငယ်ကြီးလိုက်ပါတယ်ဘာမှမထူတော့တဲ့အခါထွက်လာခဲ့ပါတယ်လိုင်ကူတွေကိုဝင်ထွက်လိုက်တာဝယ်လင်းပေါ်ဖီအားလေးကိုကြောက်စေပြီးသူ့ရဲ့မျက်နှာကိုအရန်အောင်မှမှိုင်းသွားစေပါတယ်အထူးသဖြင့်မိကုန်းကိုအရှင်သခင်နဲ့သူ့ရဲ့ရင်တိုက်ပွဲကိုပြန်တွေးမိသွားပါတယ်နေပယ်ရဲ့ခုနှစ်ခုမြောက်ဝိညာဉ်ကိုခေါ်ဆိုဖို့သူအသုံးပြုခဲ့တဲ့ဤပညာအပြင်လူတွေအသုံးပြုတဲ့ဤပညာနဲ့အရန်အောင်မှဆင်ထူပါတယ် ဒီမိကွန်းကိုထင်ရှုပြန်အရှင်သခင်ရဲ့အစစ်မှန် ပုံစံကပါလေဝလင်းကလိုင်ကွန်းနဲ့ထွက်လာပြီးအပင်ရခုနှစ်ယောက်စုံကောင်းကင်ကိုမော့ကြည့်လိုက်ပါလေလီဟာနယ်ထဲမှာအပင်နယ်ပယ်ကလူတွေနဲ့ပထမဆုံးအချိန်တွေ့တုန်းကအပင်နယ်ပယ်ကနေခုနှစ်ယောက်စုံအလင်းတွေထွက်လာတာကိုသတိရမိသွားပါလေဒီအရာတွေနဲ့ပို့ပြီးတော့ထိတွေ့ဆက်ဆံလာလေပို့ပြီးတော့နားလေလေပဲ ဒါပေမဲ့ပို့ပြီးတော့ရှုပ်ထွေးလိုက်ပဲသူရဲ့အကြီးကတိတ်တဆိတ်နဲ့ယုံသိမ့်လိုက်ပြီးဒုတိယလိုင်းကူစီကိုကြောက်ထွားပါတယ်လက်ကိုဝင်းလိုက်တော့ကြောက်တုံးကဘေးကိုရွေသွားပြီးလိုင်းကူရဲ့အတွင်ပိုင်းကပေါ်လာပါတယ်ကြီးမားတဲ့ဆေးလုံးမီးဘိုကအခန်းရင်းတဝက်ကြော်လောင်းကိုနေရာယူထားပြီးစေးဘဝင်အပင်တွေအများကြီးကဝေးရံထားပါတယ်ဒိုးရတဲ့အများစုက၆တွင်းနေပြီးတုံတော်အိတ်တွေကလည်းပြန်ကျင်းနေပါတယ်အချိန်တော်ကြာခဲ့ပါပြီ မိပြီမှာဖုန်နေရဖုန်နေပြီစေလုံးမီးဖို့တုတ်လိုက်ရင်ဖုန်နေမှာအမှတ်သားတွေကကြံခဲ့ပါလိမ့်မယ်အဲ့ဒီကိုတလုံးချင်းစီဖင်ကြည့်လိုက်တော့ဝင်လင်းရဲ့စိတ်ကလှုပ်ရှားသွားပါတယ်အဲ့ဒီအားလုံးမှာစေဘဝင်အပင်တွေကပြင်းထန်နေပြီပမာဏကမြုံနိုင်စရာပါလိုင်ကူကနေထွက်လာပြီးရင်တော့ဝင်လင်းကတတိယလိုင်ကူစီကိုရှောက်သွားပါတယ်တတိယလိုင်ကူကိုပိတ်ဆို့ထားတဲ့တကားမှာကန့်သက်ချက်ကရှိပေမဲ့အချိန်ကန့်သက်ချက်တော့မဟုတ်ပါဘူးအတော်ကြာဂယူရိုဆိုင်နဲ့စစ်ဆေးပြီးရင်တော့ဝင်လင်းကလက်နက်ဖက်နဲ့လက်စိတ်တစ်ခုကိုဖွဲလိုက်ပြီးကန့်သက်ချက်တွေကကြောက်တုံးပေါ်ကိုကြောက်သွားပါတယ် ပေါက်ပေါက်အတံများလည်းထွက်လာပြီးတောက်တုံးကဖြည်းဖြည်းချင်းဘေးဥရွေသွားပါတယ်တတိယလိုင်ကူထဲမှာစဝိုင်းပုံစံနီးပညာအစီရင်တစ်ခုပါရှိပြီးအစိုးမှာတော့မူလဆိုင်တလင်းကြောက်တရားရှိပါတယ်ထိုရာတွေကအစီရင်ကိုတက်ကြွနေစီပါတယ်အစီရင်ထဲမှာပလင်းသုံးလုံးကမျောနေပါတယ်မူလဆိုင်တလင်းကြောက်ကနေအာဟာရရနေတဲ့ပုံရပါတယ်အစီရင်ကတက်ကြွနေစေဖြစ်ပေမဲ့မူလဆိုင်တလင်းကြောက်တွေအများကြီးကလွန်ခဲ့တဲ့ကာလတွေထဲက၆တွင်းနေခဲ့ပါပြီ အစီရင်ကိုတက်ကြောင်းနေအောင်ထိန်းထားဖို့အတွက်လုံလုံတဲ့ပမာဏမရှိသလိုပါပဲပလင်းသုံးလုံးကိုကြည့်ပြီးရတော့ဝလင်းကရှေ့ကိုလျှောက်သွားပြီးအစီရင်ကိုကြည့်လိုက်ပါတယ်သူကပေါပေါအစားမလုပ်ပါဘူးထိုအစီရင်မှာအချိန်ကန့်သက်ချက်အရေးအောင်နေရာပတ်ဝန်းကျင်ပါတယ်မှိန်ဖျားပေမဲ့ထိုအစီရင်ရဲ့စွမ်းကိုမြင့်တင်ပြီးဖို့ကလုံလောက်ပါတယ်ပို့ပြီးတော့ရေးကြည့်တာဝလင်းကအစီရင်ကိုဖောက်ထွင်းမြင်နိုင်ပါတယ်အစီရင်ရဲ့အာနိသင်ဟာစေးလုံးတွေကိုအချိန်ရဲ့လွှမ်းမိုးမှုကိုမခံအောင်လို့ပြီးစီးတဲ့အချိန်မှာပဲထိမ့်သိမ်းထားဖို့နဲ့ကာကွယ်ပေးဖို့ပါအတင်းကျပ်ဖွင့်ရင်အထက်ရစေလုံးတွေကချက်ချင်းပဲပျက်စီးသွားပါလိမ့်မယ် မျက်မှောက်ချုပ်ပြီးဝလင်းကထိုင်ချလိုက်ပါတယ်။လှန်ကူရဲ့ကြံ့ရှိနေတဲ့နေရာတွေကိုမစစ်စေးရသေးရင်သူ့ရဲ့မျက်လုံးနီးရတွက်ချက်မှုတွေလင်းလန်းနေပါတယ်။သူ့ရဲ့မျက်လုံးနီးမှာအလင်းရောက်နေတာတောက်ပလာပြီးလက်ကုမြောက်ပြီးလေဟာနေကိုလှမ်းလိုက်ပါတယ်။မူလဆိုရင်တလင်းကြောက်ကသူ့ရဲ့တလုံးနီးရကနေထွက်လာပါတယ်။မူလဆိုရင်တလင်းကြောက်ကိုကန်ပြီးဝလင်းကညှစ်လိုက်တော့ပြုတ်ကွဲသွားပါတယ်။မူလဆိုရင်နေရထွက်လာတဲ့အခါဝလင်းကလက်နှစ်ဖက်နဲ့လက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးမူလာဆွေင်ကိုအပြေးဝထိန်းချုပ်လိုက်ပါတယ်ပြီးတော့အစင်ရဲ့အဆုံးကိုလက်ညှိုးနဲ့ထိုးလိုက်တော့မူလာဆွေင်ကမြေကြီးထဲကိုစီးဝင်သွားပါတယ် ဝင်လင်းကလက်ကိုလေးထဲမှာဝင်လိုက်တော့မူလဆွေကမြေကြီးမှာစိန်ပုံတရံအစီရင်တစ်ခုဖြစ်လာပါတယ်။ပြီးတော့ညာဘက်လက်ကိုဝင်ရလိုက်တော့စိန်ပုံတရံအစီရင်ကနေပါလာတဲ့မင်းတောင်ကထွက်လာပြီးလှိုင်ကူထဲကအစီရင်နဲ့ချိတ်ဆက်သွားပါတယ်။ထိုးရအလုံးကိုလုပ်ပြီးရင်တော့ဝင်လင်းရဲ့မျက်လုံးကလင်းလက်သွားပြီးလက်ကိုအစီရင်ထဲကိုအမြန်ထိုးသွင်းပြီးပလင်းသုံးလုံးကိုဆွဲယူဖို့အတွက်ကြိုးစားလိုက်ပါတယ်။ထိုးချိန်မှာပဲအစီရင်ကအကောင်းတဲ့လင်းလက်တစ်ခုကိုထွက်လို့ပြီးအခန်းတစ်ခုလုံးကိုလင်းသွားစေပါတယ်။ ဖြက်စီးနိုင်တဲ့အချိန်ဝါတစ်ခုကလည်းပေါ်လာပြီးပလင်းနဲ့စီကိုတိုးဝင်လာပါတော့မယ်ဒိုးရတဲ့ထိုးအချိန်မှာဖြက်စီးနိုင်တဲ့အချိန်ဝါရက်တန့်သွားပါတယ်အားကောင်းတဲ့အလင်းကပေါလာတဲ့မြင်းရနဲ့တစဉ်စိန်ပုံတရံအစီရင်စီကိုလမ်းညွန်ခံရသလိုပဲထိုးရရက်တန့်သွားတဲ့အချိန်မှာဝလင်းကပလင်းသုံးလုံးဆွဲယူပြီးလက်ကိုပြန်ုံတင်လိုက်ပါလေသူကနောက်ပြန်ဆုပ်လိုက်ပြီးမြေတောင်တစ်ခတ်အတွင်းမှာလှိုင်ကူကနေထွက်လာပါတယ်မြခင်ပြင်းပေါ်မှာပေါ်လာပြီးထိုင်ချလိုက်ပါတယ်ဝလင်းကပလင်းသုံးလုံးကိုချင်းရင်နှလုံးခုန်တန်မြင်လာပါတယ် အခုနသူကအနေကြီးတစ်ခုဝင်ဆိုင်ခဲ့ရတာပါအနေငယ်မှားသွားရင်ပလင်းသုံးလုံးကကွဲသွားပါလိမ့်မယ်အထဲကဆေးလုံးတွေကလည်းပျက်စီးသွားပါလိမ့်မယ်ဒီဆေးလုံးတွေကိုစီမာမုံနဲ့သူ့ရဲ့ခံရဒီမှာထားခဲ့တာဒီလိုတော့တင်းစေထားတယ်ဆိုတော့အရန်ကိုတန်ဖိုးကြည့်ရမယ် ဝင်လင်းကနှကန်းကိုရှာနေတတ်ပြီးပထမဦးဆုံးပလင်းကိုဖင်လိုက်ပါတယ်ပလင်းထဲကနေစီလုံးရဲ့ရင်းနှန်းကထွက်လာပြီးအထဲမှာအနီရောင်စီလုံးသုံးလုံးဝရှိနေပါတယ်တာရဲ့ဝိညာဉ်ရဲ့ပြင်းထန်တဲ့အတက်ကြားကလည်းထွက်လာပြီးပုံဝင်ကျင့်ကိုပြင်းထန်သွားပါတယ်ဝင်လင်းရဲ့မူလဝိညာဉ်ကတော့ဆွဲဆောင်ခံရပါတယ်စီလုံးတစ်လုံးကိုထုတ်ယူပြီးလက်ချောင်းနဲ့ကြားမှာကင်နာပါတယ်ဂျူးဒီဆိုင်နဲ့စစ်ဆေးလိုက်ပါတယ်အစင်းစက်တဲ့စီလုံးပါ ဝင်လင်းကမတိမထာနဲ့ခွဲချမ်းလိုက်ပါတယ်ခဏတစဉ်းစားပြီးရဲ့နောက်ဒုရီယာပလင်းကိုကောက်ယူလိုက်ပါတယ်ပလင်းကိုဖင်လိုက်တဲ့အခါမြှူတွေအများကြီးကထွက်လာပါတယ်မြှူခိုးတွေကအပိုင်းတစ်ပိုင်းပွင့်သွားပါတယ်အမဲရောက်တဲ့အဖြူရောနောက်ဆုံးမှတော့ကွဲသွားပြီးလေထဲမှမျောနေပါတယ်မြှူခိုးတိုင်တိုင်အတွင်းမှာစီလုံးတစ်လုံးစီရာရှိနေပါတယ်အစင်းစနစ်မြှူသားရဲကနေတန့်စင်တာတွေမြှူဝိညာဉ်စီလုံးဝင်လင်းရဲ့မျက်လုံးတွေကပီတိဖြာသွားပါတယ်အစင်းစတဲ့စီလုံးတွေကိုတေချာမသိပေမဲ့ထိုးရအစင်းစနစ်မြှူသားရဲကနေတန့်စင်တာတွေအလုံးမရှားပါတဲ့စီလုံးပါ ထိုအရာတွေကတင်ပင်လင်မှာအလွန်ရှားပါပြီးလွယ်လွယ်ကူကူနဲ့မှတ်မိနိုင်တဲ့ထူးခြားတဲ့လက္ခဏာတွေရှိပါတယ် မြူစီလုံးကအရန်ဝန်ရှားပါတဲ့အကြောင်းရင်းကမြူသားရဲ့ရေရှည်အကျိုးကျေးဇူးကိုဆွန့်လွတ်ပြီးသူ့ကိုဖမ်းမိထားတဲ့မြူသားရဲ့ကိုစီလုံးတန်းစင်ဖို့အသွင်ပြနိုင်တဲ့လူအနေငယ်လောက်ပဲစမ်းသပ်ရှိကြလို့ပါဝက်လင်းကနှကန်းကိုရှာနေတက်လိုက်ပြီးနောက်ဆုံးတော့ပလင်းကိုကြည့်လိုက်ပါတယ်သူရဲ့ဝိညာဉ်အာရုံနဲ့ထိုပလင်းကိုစစ်ဆေးတဲ့အခါဘာမှမတွေ့ပါဘူးခဏတစစ်ဆေးပြီးရင်တော့ပလင်းဖုံးကိုဖိဖိချင်းဆွဲထုတ်လိုက်ပါတယ်အပေါက်တဲတလေးတစ်ခုကပေါ်လာတဲ့အချိန်မှာမြုံနိုင်စရာစွန့်ရင်အတက်ကြရရာယူသွစွာနဲ့ထွက်လာပါတယ်မကြားပါဘူးမူလဝိညာဉ်ကိုရှင်းလင်းလင်းနဲ့ခံစားရတဲ့ပြင်းထန်တဲ့ဟိမ့်တန်တစ်ခုကပြင်းထန်ထလာပါ ါတယ်ထိုဟိန်းသံအစင်းစနစ်သားရည်တွေထက်အများကြီးပိုပြီးတော့အကောင်ပြီးကဘာကိုတွန်လို့စင်နိုင်လောက်ပါတယ်ဝင်လင်းရဲ့ခန္ဓာကိုတွန်လို့သွားပြီးပလင်းကိုပြန်ပိတ်ဖို့အတွက်တွန်းဆုံးမနေပါဘူးထိုရာတွေကမျက်တောင်တစ်ခက်အတိုင်းမှာဖြစ်သွားတာပါပလင်းကိုလုံအောင်ပိတ်ပြီးရဲ့နောက်ဝင်လင်းရဲ့မျက်နှာကတော့ဖြစ်ဖြစ်သွားပါတယ်သူကခဏလောက်ကြင်ကြံပြီးရဲ့နောက်ပလင်းကိုအလင်းနဲ့ထားတဲ့မျက်နှာနဲ့ကြည့်လိုက်ပါတယ်အစစ်စက်သုံးစေးလုံးဝလင်ကအတောပြပင်းရှူပြီးပလင်းနှလုံးကိုဂျူးဆိုင်တဲ့တိန်ကပထမပလင်းကိုခြံထားခဲ့လိုက်ပါတယ်။သူကပလင်းကိုယူပြီးမိဖို့ရှိရလှိုင်ကူစီကိုရှောက်သွားပါတယ်။ နိဗ္ဗာန်ဖြတ်စည်းသူအလေအစင်းကိုရောက်မှသာအစင်းစတဲ့စီလုံးကိုမြှောက်ချနိုင်ပါတယ်မဟုတ်ရင်တော့မူလဝိညာဉ်ဟာရက်စတဲ့တာယဝိညာဉ်ကိုမတိုက်ထုတ်နိုင်ပါဘူးရာလန်အနေနဲ့မူလဝိညာဉ်ဟာတာယဝိညာဉ်ဟာမြှောက်ချတာကိုခံရမှာပါထိုရာတိမ်ပင်လင်ရချင်းညံ့သူတိုင်းတည်တဲ့အရာပါစီလုံးနေရာချင်းညံ့မှုအစင်းကိုမြင့်တင်ပေးနိုင်ပေမဲ့အလွန်အမသတိထားရပါတယ်ရှိအောင်နှဖျားခန္ဓာကိုလိလူရွှင်ရဝင်လင်းရဲ့တကယ်ကြီးညံ့မှုအစင်ရနိဗ္ဗာန်တန်းစင်သူအစောပိုင်းအစင်မှာပဲရှိပါသေးတယ်။သူကအစင်ဆက်တဲ့စေလုံးကိုဓာတ်ရည်မြှထားလို့မရပါဘူး။ထို့ကြောင့်သူကစေလုံးကိုပြန်လည်တန်းစင်ဖို့အတွက်လိုအပ်ပါတယ်။ စေလုံးမီဖို့ရှိရလိုင်ကူထဲမှာဝင်လင်းကခဏတာတွေးတော့ပြီးသူ့ရဲ့ဘယ်ဘက်မျက်လုံးမှာမီတော့တစ်ခုကလက်သွားပါတယ်မီးကချက်ချင်းပဲပေါ်လာပြီးစေလုံးမီဖို့ထဲကိုဝင်သွားပါတယ်မီးဘိုးကတုံခါသွားပြီးအပေါ်ကအမှတ်သားတွေကဖြည်းဖြည်းချင်းလှုပ်ရှားလာပါတယ်အစင်းစက်တဲ့စေလုံးကိုထုတ်ယူပြီးဝင်လင်းကစေလုံးမိဖို့ထဲကိုထည့်လိုက်ပါတယ်။ညာဘက်လက်ကလီဟာနေကိုပုတ်လိုက်တော့မိဖို့ထဲကမိရတောက်လောင်ပြီးစေလုံးကိုတန်းစင်နေပါတယ်။နှစ်ကြိမ်တန်းစင်လှုပ်ချင်ရတိမ်ပင်လျားချင်းချင်းသူတိုင်းတင်ယူရမယ့်စေလုံးတန်းစင်ဒီတစ်ခုပါ။ထူရမြင်မာတဲ့အစင်းရှိတဲ့စေလုံးတစ်လုံးရဲ့စွမ်းကိုပိုင်းခြားဖို့အတွက် တန်းစင်တဲ့နီးလန်းမှာထိုနီးလန်းကမီးဖို့နဲ့ဆက်ဆက်မှုများပါတယ်မီးဖို့ဟာအကောက်လေဆေးစွမ်းကဆုံရှုံမှုနယ်လေးပါဝင်လင်းကဆီလုံးတန်းစင်နေချိန်မှာရောင်စုံနယ်ပယ်ရဲ့အနှဆိုင်ဆုံးနေရာမီးခိုးကထင်းရှုပင်ရှိရထက်အဝေးကြီးမှာမြူရီနဲ့ဖုံးလန်းနေတဲ့ဘာမှမမြင်ရတဲ့နေရာတစ်ခုပါရှိပါတယ်ထိုနေရာမှာမြူရီယာဖုံးထားတဲ့ရစ်ပလင်တစ်ခုကလည်းရှိပါတယ်။ယခုချိန်မှာရစ်ပလင်ရနဲ့အလင်းနံတစ်ခုပါထွက်လာပါတယ်။အလင်းကပဝင်းချင်းရမြူရီကိုဖောက်ထွင်းပြီးနောက်ပြန်တွန်းဖို့ကဗလာနေရာတစ်ခုကိုပေါ်လင်းလာစေပါတယ်။ ရေပလင်းပေါ်မှာကြီးမားတဲ့အကွဲကြောင်းတစ်ခုကတိတ်တဆိတ်နဲ့ပေါ်လာပါတယ်။အကွဲကြောင်းရဲ့အနားတစ်ချောင်းမှာမိုးကြိုးများစွာပေါ်လာပြီးပူပြီးတော့ကျေလာစီကလူသုံးယောက်ကထွက်လာပါတယ်။ထိုလူသုံးယောက်ရဲ့ဝတ်စားတွေဟာတိမ်ပင်လျားလူတွေဝတ်တဲ့ဝတ်စားနဲ့တီးတောက်ကိုကွဲပြားပါတယ်။ပူပြီးတော့ထူးဆန်းတာသူတို့ရဲ့မျက်ခုံးတစ်ခုချာမှာအမှတ်အသားတစ်ခုစီရာရှိပါတယ်။ရှေးဆုံးကလူမှာမိုးကြိုးပုံတရံအမှတ်အသားရှိပါတယ်။သူ့နောက်ကလူနှစ်ယောက်မှာတော့လာချမ်းပုံတရံအမှတ်အသားရှိပြီးနောက်ဆုံးတစ်ယောက်မှာတော့မီရော့ပုံတရံအမှတ်အသားရှိပါတယ်။ဒါမင်းတို့တွေ့ခဲ့တဲ့အကွဲကြောင်းလား။ မြခုံးကြားမှာလာချမ်းပုံတရံအမှတ်သားရှိတဲ့လူငယ်ကစိတ်လုံရှားစွာနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတယ်။လူ၃ယောက်က9ယောက်နဲ့ပဲကိုရောက်ရှိတာနဲ့မိကုံးကိုထင်ရှုပြင်အရှင်သခင်ရဲ့ဝိညာဉ်ဟာအယောင်9ပါးမြူတွေကနေဖြည်းဖြည်းချင်းဝင်းရလာပြီးနောက်ဆုံးမှလုံးဝဖုံးလန်းသွားပါတယ်။ရုတ်ထူးကနေအဖီရောမိုးချိုးတွေကထွက်လာပြီး9ယောက်မြခိုးတဲ့ကိုဝင်းရောက်ကသူ့ရဲ့ဝိညာဉ်နဲ့ပေါက်ဆက်သွားပါတယ်။မိကုံးကိုထင်ရှုပြင်အရှင်သခင်ရဲ့ခန္ဓာကိုယ်ကမထိမ်မက်ပဲပြန်လည်ပြည့်စုံလာပြီးရုပ်ဝတ္ထုပစ္စည်းတစ်ခုလိုဖြစ်လာပါတယ်။သူ့ရဲ့ခန္ဓာကနေမိုးချိုးတွေကထွက်လာပြီးမြခုံးတစ်ခုချားမှမိန်ဖြောမိုးချိုးအမှတ်တာတစ်ခုကပေါ်လာပါတယ်။ ူကရုတ်တရက်မျိုးလုံးဖိနှိုက်တော့မှိုင်းညို့အကြီးတွေကထွက်လာပါတယ်ဒီလူကဒီဖိုးကြီးကိုဒီလိုလှုပ်ဖို့အတွက်အတင်းကျပ်လုပ်ခိုင်းတာလက်စားမချေအောင်ဆိုရင်ငါလူမဟုတ်တော့ဘူးသူကရှေ့ကိုခုန်ပြန်လိုက်ပြီးမိုးကြိုးတစ်ချက်လိုပြောင်းလဲကာရှေ့ကိုတဟုန်တို့ခြစ်တတ်သွားပါတယ်မြူတွေကိုဖောက်ထင်းပြီးတောင်းနေစီကိုပြင်သန်းသွားပါတယ်လူဆိုတဲ့ကြီးညာသူကငါရဲ့အယောင်ခုနှစ်ပါးလက်သေးထံကြောက်ဒဏ်ရာသွားတယ်မသိရင်တော့သူကတေရတော့မှာဘမပုံးနေလဲတော့မသိဘူးဒါပေမဲ့ကိစ္စမရှိဘူး တိတ်တင်နေဆိုရင်အလွယ်တကူနဲ့ရှာတွေ့နိုင်တာပဲမိကွန်းကထင်းရှုပ်ပင်အရှင်သခင်ကလောင်ပြောင်လိုက်ပြီးညာလက်ကိုလီဟန်နဲ့ထဲကိုထိုးလိုက်ပါလေသူ့ရဲ့တော်တော်နေရအကွဲကြောင့်တစ်ခုကပေါ်လာပြီးပလဲတလုံးကထွက်လာပါလေစင့်ခေါ်စန့်တင်သူမိကွန်းကထင်းရှုပ်ပင်အရှင်သခင်ကရှာပြောင်းကိုကြိုက်လိုက်ပြီးပလဲလုံးပေါ်ကိုသွေးများထွေးချလိုက်ပါလေပလဲလုံးကအယောင်ခုနှစ်ပါးအလင်းလေးကိုဆွဲယူပြီးပြုတ်ကွဲသွားပါလေပြုတ်ကွဲသွားတဲ့အချိန်မှာအင်အားကြီးမားတဲ့အရှင်ကွာတစ်ခုကပေါ်လာပြီးမှုံကရေးတစ်ခုကပေါ်လာပါလေထိုလူရဲ့ရုပ်ရည်ကိုမြင်မှုကမဖြစ်နိုင်ပေမဲ့သူ့ရဲ့မျက်လုံးလေးမှာကောင်းကင်ကိုဖောက်ထင်းမြင်နိုင်သလိုကြည်လင်နေပါလေ ဘယ်ရာမှသူ့ရဲ့မျက်လုံးကနေမလွတ်နိုင်ပါဘူး။သူကတော့ကိုယ့်ကိုကြည့်ရင်ကိုယ့်ရဲ့လူဝတ်ချက်အလုံးကိုဖော်ထုတ်ခံရသလိုကိုတုံးလို့ဖြစ်နေသလိုခံစားရပါလိမ့်မယ်။မိကွန်းကိုထင်ရှုပင်အရှင်သခင်ကမှုံဝါအရေးကိုမေးလိုက်ပါတယ်။သူကပုံပါလေ။မှုံဝါအရေးကမျက်လုံးမိတ်ပြီးအတော်ကြာမှမျက်လုံးဖင့်ပြီးတော့မိကွန်းကိုထင်ရှုပင်အရှင်ကိုကြည့်လိုက်ပါတယ်။မိကွန်းကိုထင်ရှုပင်အရှင်ကတုံလုတ်သွားပြီးပုံအေးတွေကသူ့ရဲ့ခေါင်းထဲမှာပေါ်လာပါတယ်။ထုပ်ပုံအေးတွေကိုမြင်ပြီးရတော့သူကမျက်မှောက်ကျိုးလိုက်ပါတယ်။စီမာမူရဲ့လိုင်ကိုဒိုင်းရအပြင်းထန်ရနေတဲ့အချိန်မှာလှိုင်ကူရဲ့ကန့်သက်ချက်ကိုသူကဖောက်ထွင်းနိုင်ခဲ့တယ် ်မိဂွန်းကိုထင်ရှုပြင်အရှင်သခင်ရဲ့မျက်လုံးလေးမှာအစ္စရဲရဲရောင်တစ်ခုကဖြစ်ပြေးသွားပြီးရှေးကိုချီတက်သွားပါလေစီမာမိုးရဲ့လိုင်ကူရှိတဲ့ခြံဝန်းမှာဝလင်ကသူ့ရဲ့စွမ်းအားအလုံးကိုစီလုံးတန်းစင်ရေးမှာမတုံးခဲ့ပါဘူးပထမဦးဆုံးလိုင်ကူကိုလည်းသူကရှင်းလင်းခဲ့ပါလေကန်သက်ချက်အများကြီးကိုချပြီးမှလိုင်ကူကိုချက်ထွင်းပြီးရဲ့နောက်ချင်းတားရဲ့ကြီးကိုလွတ်ပေးလိုက်ပါလေချင်းတားရဲ့ဘီရင်ကပို့ပြီးတော့ကြောက်စရာကောင်းလာပါလေပြန်ထွက်လာပြီးရဲ့နောက်အစ္စရဲမျက်လုံးလေးနဲ့ဝလင်ကိုဆူဆိုက်ကြည့်နေပါလေသူ့ရဲ့စိတ်ကဝလင်ရဲ့စိတ်နဲ့ချိတ်ဆက်နေရာကြောင့်ဝလင်ရဲ့အစီအစဉ်ကိုတိနေပြီးသားပါတိုးတိုးလေးတဝီဝီလှုပ်လိုက်ပါလေ ခနာလောက်တိတ်တဆိတ်နဲ့စဉ်းစားပြီးရဲ့နောက်ဝလင်းကညာလက်ကိုဝင်ရလိုက်တော့ချင်းသားရဲ့ဖင်ကလှိုင်ကူထဲကကန့်သက်ချက်တဲ့ဆွဲခုတ်ခံလိုက်ရပါတယ်မူလော့ဆိုရင်တလင်းကြောက်ကလုံလောက်ရင်အဆင်ပြေသွားမှာပါဝလင်းကသူစူးစောင်းထားတဲ့တာရဲ့ဝိညာဉ်အများကြီးကိုထုတ်လိုက်ပြီးမူလာခံရလှိုင်ကူထဲမှာဖန်တီးထားတဲ့မျိုးပြောင်းတာရဲ့ဝိညာဉ်ကိုလည်းထုတ်ယူလိုက်ပါတယ်ပြီးတော့မူလော့ဆိုရင်တလင်းကြောက်တောင်းတဲ့ချီထည့်ပြီးလုံလောက်အောင်လို့ပိတ်လိုက်ပါတယ်အစိတ်ငါးမျိုးခိုင်းရဲ့နီလောင်းကိုအသုံးပြုပြီးမျိုးပြောင်းတာရဲ့ဝိညာဉ်တွေကိုတန်းစင်ပြီးရောချင်းသားရဲ့ကြီးရဲ့အဆောင်ကိုအတင်းကျပ်မြင့်တင်ပေးမယ် အဲ့ဒီခါကျမှလေကောင်းကြီးပေါ်နေပေရချင်းသားရဲ့ဒီအများကြီးကိုထိန်းချုပ်နိုင်မှာဝလင်ရဲ့နှဖျားအယုံကလှန်ကူထဲကိုပြန့်နှံ့သွားပါလေခင်ရော့ချင်းသားရဲ့ကြီးကတိုင်းဝဉ္ညင်တစ်ခုချင်းစီကိုရန်လိုတဲ့ပုံစံနဲ့အပြေးလွှတ်သွားပြီးတိုက်ခိုက်စားသုံးနေရအောင်သူကရှင်းလင်းလင်းမြင်လိုက်ရပါတယ်တစ်ချိန်တည်းမှာပဲမူလဆွင့်တလင်းကြောက်တွေကကန်သက်ချမ်းရနေတဲ့ဒစင်တိတ်တဲတဲ့မူလဆွင့်အဖြစ်ပြောင်းလဲပြီးချင်းသားရဲ့ကြီးရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ် လှိုင်ကူထဲမှာနဖျားအယုံတစ်စိတ်တစ်ပိုင်းကိုထားခဲ့ပြီးစောက်ကြည့်ပြီးရဲ့နောက်ဝလင်ကခဏလောက်စဉ်းစားပြီးဆေးလုံးမိဖို့စီကိုသွားလိုက်ပါတယ်ဝလင်ကဆေးလုံးမိဖို့ရဲ့ဘေးမှာထိုင်ချလိုက်ပါတယ်မီးကိုအစမပြတ်ထိန်းချုပ်ပြီးဆေးလုံးကိုတန်းစင်ပါတယ်အချိန်နီရဖြည်းဖြည်းချင်းကုန်ဆုံးသွားပြီးမြေတောင်တစ်ခတ်အတွင်းမှာပဲနှစ်ရက်တာကြာသွားပါတယ်မီးရဖြည်းဖြည်းနဲ့ပြတ်ကွက်သွားပြီးဆေးလုံးရဲ့ရနံ့အခန်းတစ်ခုလုံးကိုပြင်းထန်သွားပါတယ်ဝလင်ရဲ့မျက်နှာအမူအရာတင်ညင်နေပြီးညာလက်ကိုဆန်းထုတ်လိုက်ပါတယ်ဆေးလုံးမိဖို့ရဲ့အဖုံကပြန်ထွက်သွားပြီးမြူတွေအများကြီးရထွက်လာပါတယ်မြူတွေကဖြည်းဖြည်းနဲ့ပြတ်ကွက်သွားပြီးရွှေရောင်ရေတစုံကလေထဲမှာမျောနေပါတယ်ဝလင်ရဲ့ ဲ့ထိန်ချုပ်မှုအောက်မှာရေဒီယာသူ့စီကိုပြန်တန်းလာပြီးပလင်းတစ်တလေးသုံးလုံးထဲမှာတင်းစေလိုက်ပါတယ်အတက်ကိုပြပြရှူသွင်းပြီးရတော့ဝလင်းကဂျိုင်ဝမ်းရဲ့မင်းနဲ့တဲ့ကန်တဲ့ချက်ကိုကြည့်လိုက်ပြီးပလင်းတစ်တလေးတစ်လုံးကိုယူကာအေယုတုံုံတောက်လိုက်ပါတယ်အေယာသူ့ရဲ့ခန္ဓာကိုယ်ထဲကိုရောက်တာနဲ့အေးများတဲ့ခံစားချက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီးခန္ဓာတစ်ခုလုံးပြန့်နှံ့သွားပါတယ်တားရဲတကောင်ရဲ့ဟိန်းတောင်းကိုသူကမှင်မှင်ယွင်းကြားလိုက်ရပါတယ်ဝလင်းကမျိုးလုံးမှိတ်ပြီး တားရဲရဲကောင်းကင်ကိုနားလေသဘောပေါက်မှုကိုဖိဖိချင်းသဘောပေါက်အောင်လို့လွတ်လိုက်ပါတယ်ထိုထူးဆန်းတဲ့အချိန်လေးအောက်မှာဝင်လင်းကအချိန်ုံမိတ်သွားပြီးသူ့ရဲ့စိတ်ကကောင်းကင်ကိုနားလေဖို့မှနှိမ့်မြုံနေပါတယ်သူကကြောက်မဖွေရတားရဲတခုံအဖြစ်ပြောင်းလဲသွားပြီးရှင်တန်ဖို့အတွက်အသက်ရှင်တန်ရင်တိုက်ပွဲအားလုံးကိုကြုံတွေ့ခဲ့ရတယ်လို့ပါပဲတာအိုရှာဖွေနေရတဲ့အချိန်မှာတားရဲရဲနားလေသဘောပေါက်မှုကိုတွေ့ကြုံရင်သူ့ရဲ့အစိမ့်မှန်ပုံရင်းနယ်ပယ်ကိုအတီးပြူပါတယ် ဝက်လင်းကသစိမ်းတယောက်လိုပဲအမျိုးမျိုးသောနားလေသောပေါမှုတွေကိုအစမပြတ်စီစဉ်နေပါရင်ဝက်လင်းရဲ့ပုံဝင်ခြင်းဟာကောက်ကွေးသွားပြီးပြောင်းလဲသွားသလိုပါပဲထိုပြောင်းလဲမှုကပုံမှုမျက်စံလာပြီးသူ့ရဲ့ပုံဝင်ခြင်းဟာမှန်မှန်ကန်တော့သလိုဖြစ်လာပါတယ်အတော်ကြာပြီးရဲ့နောက်ဝက်လင်းရဲ့ညာလက်ကဆန့်ထွက်လာပြီးပလင်းတက်တလေးတွေကိုယူကာအရေးကိုနောက်တုံးတောက်လိုက်ပါတယ်တောက်အိုးရှာဖွေခြင်းနဲ့ညံလင်းရရှိခြင်းတို့မှာသူကဆက်လက်နှိမ့်နေပါတယ် တော်ဦးရဲ့ရွယ်ချက်တွေပုံပုံများများသူ့ရဲ့ပတ်ဝန်းကျင်မှာပေါ်လာပါတယ်သူလိုချင်တောင်မောက်ဖွဲ့ရတာရဲတခုံရဲ့နားလေသဘောပေါက်မှုတစ်ခုကိုရွေးချယ်ပြီးသူ့ရဲ့ကျင့်ကြံမှုအစင်းကိုတိုးတက်အောင်လို့လုပ်နိုင်ပါတယ်သူဝရင်ဒီလိုလုပ်ရင်သူ့ရဲ့တောင်နှလုံးသားရှုပ်ထွေးသွားနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်ထိုးရအခြားသူ့ရဲ့တောင်ကိုငှားရဲနာဖြစ်ပြီးကိုပိုင်နားလေမှုမဟုတ်ပါဘူးဝယ်လင်းကဒီလိုကျင့်ကြံမှုမျိုးကိုမလိုချင်ပါဘူးသူလိုချင်တာကတာရဲဘွားကိုဖျက်တမ်းရင်သူ့ရဲ့အစင်းမှန်နဲ့ပုံရင်းနဲ့ပဲကိုအတီးပြူဖို့အစင်းမှန်နဲ့ပုံရင်းကနေတဲ့စဉ်ကောင်းရင်းကိုနားလေဖို့ပါ ူယူရာတားရဲကကောင်းကင်ကိုနားလည်နေတဲ့အချိန်မှာသူ့ရဲ့စိတ်ထဲကိုဖျက်ပေးသွားတဲ့အတွေးစားလေးတွေပါထိုရာကြောင်မောက်ဖွဲရာတားရဲဝိညာဉ်ရဲ့အနှစ်သာရပါထိုတွေးရမှုံွားပေမဲ့ကြောင်မောက်ဖွဲရာတားရဲတွေအတွက်သူတို့ရဲ့အဆင့်တွေကိုတိုးတက်ပြီးနောက်ဆုံးမှာလူပုံတရံရောက်အောင်လို့ကူညီပေးနိုင်ပါတယ်အချိန်တွေကကုန်လွန်သွားပါတယ် ဝင်လင်းကပထမပလင်းတလုံးလုံးကိုတောက်တုံးပြီးဆက်လက်နားလည်အောင်လို့လုပ်နေပါတယ်။သူ့ရဲ့ခန္ဓာတော်ဝိုက်ကကောက်ကွေးမှုကဂျိုင်ဝဲတစ်ခုလုံးဖုံးလွှမ်းသွားတဲ့အထိပြန့်နှံ့သွားပါတယ်။တရားဦးကထိုးအချိန်မှာရောက်လာရင်သူ့ရဲ့တောက်နှလုံးသားရှုပ်ထွေးသွားပါလိမ့်မယ်။ဝင်လင်းကခွဲခြားစီစဉ်ပြီးဆွန့်လွတ်လိုက်တဲ့တောက်အရွယ်ချက်တွေကအရင်အောင်များလုံးပါတယ်။ပုံရိပ်မရှိရင်အစ်စ်မှန်ဆိုတာလည်းမရှိဘူး။အစ်စ်မှန်မရှိရင်ပုံရိပ်ကဘယ်ရလာမှာလဲ။ပုံရိပ်နဲ့အစ်စ်မှန်သူတို့ကိုလုံးဝခွဲခြားဖို့အတွက်မလိုအပ်ဘူး။ ဝင်လင်းကဒုတိယပလင်းကိုယူပြီးတငုံတောက်လိုက်ပါလေသူ့ရဲ့မျက်လုံးလေးမှာညံလင်းရှားမှုတွေကပြင်းထန်နေပြီးမျက်လုံးမိတ်ကသူ့ရဲ့တောက်ကိုဆက်လက်တီးပြုံနေပါတယ်အစုံမဲ့တောက်ရွေချက်တွေကိုစီစဉ်ပြီးတဲ့အခါသူတို့ကဂျိုင်ဝမ်နေတဖြည်းဖြည်းချင်းပြင်းထန်သွားပါတယ်ထို့ကြောင့်ဂျိုင်ဝမ်တစ်ခုလုံးကကောက်ကွေးသွားပါတယ်ထိုရာမျက်စိနဲ့မမြင်နိုင်တဲ့အရာပဲမဲ့စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအစဉ်အထက်ကကြီးညံ့သူတိုင်းဟာထိုနေရာမှာရှိတဲ့တောက်ရွေချက်တွေကိုခံစားနိုင်ပါတယ်သူတို့တစ်ခုချင်းစီကကောင်းကင်ကြီးရမာနဲ့ဖဲစီထားတာပါကြီးလိုက်ရင်အစင်းမှန်လို့ထင်ရပေမဲ့ပုံရင်းဖြစ်မှန်တွေ့ရှိရပါလိမ့်မယ် ခွဲခြားဖို့ကအရန်ဥခက်ခဲလာပြီးတခါကြောက်သွားရင်ထိုချောက်ကမ်းပါးနဲ့လွမြောက်ဖို့အတွက်အရန်ဥခက်ခဲပါလိမ့်မယ်ပူပူပြီးတော့ရှုပ်ထွေးလာတဲ့တောင်ရွယ်ချက်တွေကပြန့်နှံ့လာပြီးပေတတောင်းအကွာဝေးအတွင်းကအရာအလုံးဖုံးလန်းသွားပါတယ်ထိုချောက်ကောင်းကင်ကပါကောက်ကွေးသွားပါတယ်ဝန်လင်းကဂျိုင်ဝမ်းနဲ့မှတတိယပလင်းကိုတောက်သုံးပြီးသွားပါပြီးထိုအဆုံးမဲ့ကဘာကြီးထဲမှာသူ့ရဲ့တောက်ကိုဆက်လက်ရှာဖွေရင်အရာအလုံးမေ့သွားပါတယ်ချက်ချင်းဆိုသလိုပဲမှုံဝအတန်တစ်ခုကသူ့ရဲ့စိတ်ထဲမှာပေါ်လာပါတယ်ထိုအတန်ကတီတိုးယူဆုံးနေသလိုဖြစ်ပြီးတဖြည်းဖြည်းနဲ့ရှင်းလင်းလာပါတယ်ညံလင်းရသူ ကောင်းကင်တာဝရဲ့အချင်းသာအာယုံခံစားနိုင်သူအားလုံးကအတိုင်းစားမဲ့ဘေးဒုက္ခကိုခံစားရမယ်။နှဆိုင်တဲ့တောင်ဝါနေထွက်ဖို့အတွေ့တစ်ခုကိုပဲလိုတယ်။အသက်ရှင်သူအားလုံးကအမြဲတမ်းရှေ့ဆက်လျှောက်လှမ်းပြီးခေတ္တတစ်ခုကိုဖြည့်ဆင်းရမယ်။ကောင်းကင်ရဲ့ဆာနာကနေလွတ်မြောက်ပြီးအသက်လမ်းကြောင်းကိုရယူရမယ်။ကောင်းကင်ရဲ့ဆာနာကိုတစိမ့်ခတ်ရမယ်။မှောင်မိုက်တဲ့နေရက်တွေကိုမှတ်တမ်းတင်ရမယ်။ကျင့်ကြံမှုလမ်းကြောင်းကိုစောင့်မျှော်နေဘယ်အသက်ရှင်သူအားမှတကယ်တောင်ဝါကိုမသိဘူး။ခါတီးရဲ့ကြောက်ကန်းပါတကယ်တောင်ဝါကိုအမြဲတမ်းကောက်ကွေးစေတယ် ထိုစကားတွေကသူ့ရဲ့စိတ်ထဲမှာဆက်လက်ပဲတင်ထနေပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်